ငါးပါးသီလမလုံနဲ့ဘာဖြစ်ပါမည်လဲပါဏာတိပါဒမလုံလို့ရှင်ပါဏာတိပါဒဆိုတဲ့အကုသိုလ်ကိုအကြောင်းပြုပြီးတော့ငရဲချနိုင်တယ်ငရဲကလွတ်လာလို့ရှင်အသက်တို့မယ်ယောဂများမယ်အဋ္ဌိနာဒနာမလုံရင်လည်းပဲအဋ္ဌိနာဒနာပြည့်မှုကြောင့်အပင်ငရဲဖြစ်နိုင်တယ်အပင်ငရဲကနေလွတ်လာပြန်လို့ရှင်လေလူ့ဘဝမှာပစ္စည်းတွေခဏခဏ ရေမီမင်းခိုးသူမချစ်မနစ်တဲ့သာသုသမီးဆိုကြောင့်ပစ္စည်းတွေခဏခဏပျက်စီးနိုင်တယ်။ကာဝေတုမိစ္ဆာစာရမလုံသေးတဲ့အတွက်ကြောင့်အပင်ငယ်ရဲ့ကြာရောက်ပြီးဆင်းရဲဒုက္ခတွေနဲ့လူဖြစ်လာတဲ့အခါမှာလည်းလူတကာရဲ့ယုံမုံခြင်းကိုခံရတယ်။အကြောင်းမဲ့လူတကာဖက်မလုပ်ဘူးယုံမုံတယ်ဆိုတဲ့အပြစ်ကိုသူခံရမှာဖြစ်တယ်။မြင်နာနေတဲ့အမြင်ကတ်တဲ့လူတွေဖြစ်လာတတ်တယ်။မြင်ကတ်ဆရာဖြစ်လာတယ်။လိမ့်လိလေးစားပြောကြတဲ့ပုဂ္ဂိုလ်တယောက်ကောင်းမှုအကုသိုလ်တွေကြောင့ အပဲငယ်ရောက်သွားနိုင်တယ်အပဲငယ်ရလွတ်လွတ်လူလာဖြစ်လို့ရှိရင်လည်းမကြခဏအဆွတ်ဆွဲခံကိုမလုံဖဲနဲ့လုံးတယ်နော်အပြစ်ဆွတ်ဆွတ်ဆွဲခံမတရားဆွတ်ဆွဲခံရမှုခဏခဏကြုံရတတ်တယ်ဒါအပေါ်ဆုံးအပြစ်ပဲလို့ဆိုလိုတယ်သူရမေတွေကမလုံဘူးဆိုလို့ရှိရင်အပဲငယ်ကြပြီလူဖြစ်လာလို့ရှိရင်အယူအနှံဖြစ်တတ်တယ်နော် one way you တို့ဘာတို့နောက်အတိညာဉ်နှိမ့်ကြတဲ့ပုံကူမျိုးတွေတို့ အဲ့ဒါမျိုးတွေဖြစ်လာနိုင်တယ်ဒါ၅ပါးသီလမလုံရင်ဒီလိုတွေဖြစ်